ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးမှာလူငယ်လူရွယ်တွေကိုစစ်ကောင်စီကအရက်ဝတ်နဲ့စစ်စီဖန်စီရာတွေများလာနေတယ်လို့သိရပါတယ်။ရန်ကုန်မြို့မှာရှိတဲ့လူနေထူထပ်တဲ့နေရာတွေနဲ့လူသွားလူလာများတဲ့ကားမတ်တိုင်တွေမှာစစ်ကောင်စီတပ်သားတွေဟာအရက်ဝတ်တွေဝတ်ပြီးလူငယ်လူရွယ်တွေကိုစောင့်ဆိုင်ဖန်စီနေတာလို့ဒေသခံတွေကပြောပါတယ်။တချို့ဆိုရင်လိုင်းကားတွေပေါ်တက်ပြီး ဖုန်းတွေကိုအတင်းအဓမ္မယူစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လွမြောက်လာတဲ့အမျိုးသားတယောက်ကနရင်းစရာပြောပါရယ်။လိုင်းတန်ယာမျိုးနေကနေအင်းစိန်မျိုးနေထဲမှာအလုတ်သွားလုတ်တဲ့လူငယ်တချို့ကို အောင်စီရကျူရရအစင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂျွန်လ26ရက်နေ့မနက်ပိုင်းကဖမ်းဆီးပြီးကားပေါ်တင်သွားတယ်လို့လေဒေသခံတွေစီကနေသိရပါရယ်။စစ်ကောင်စီဟာနိုင်ငံတော်မှာဆီရှုံးနေပြီး စစ်ကောင်စီတပ်သားတရှုနဲ့စစ်မှုထမ်းလူငယ်တရှုထွက်ပြေးတာတွေရှိနေတာကြောင့်တပ်သားတစ်တွေပုံမှုဆူဆောင်းလာနေရတယ်လို့စီရေးကျွမ်းကျင်သူတွေကပြောဆိုကြပါတယ်